ဒီမွေးနေ့မှာဖယားတော့ကြောက်တပါဒီမွေးနေ့မှာလာဆုံးမဲမဲနနာကစားဖန်ကိုအပီနာဆင်နေကြတဲ့ပရိသတ်တွေအားလုံးပဲမင်္ဂလာမနက်ခင်ပါရှင်။ပရိသတ်များအားလုံးအတွက်အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ကိုတင်ဆက်ပေးရမှာဖြစ်ပါရှင်။ပရိသတ်များရှိအမတ်တရားနေ့အစီအစဉ်ရဲ့မင်းနေ့စုတောင်းအစီအစဉ်မှာ ဒီနေ့ပထမဦးဆုံးအနေနဲ့စူတောင်းပေးရမယ့်ဝင်နေရှင်ကတော့တောင်ကြီးမှနေတဲ့မတ်တန်ကီနယ်အေးပဲဖြစ်ပါတယ်။မတ်တန်ကီနယ်အေးရဲ့ဒီနေ့မှရောက်ရှိလာတဲ့25နှစ်ပြည့်ဝင်နေတဲ့အတွက်ကိုတော့တောင်ကြီးမှနေတဲ့သက်ဆိုင်သူကိုမင်းမင်းဦးကပါဝင်စူတောင်းပေးလာမှာဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။မတ်တန်ကီနယ်အေးအတွက်ကိုသက်ဆိုင်သူကိုမင်းမင်းဦးကစကားလက်ဆောင်လေးနဲ့အတူဝင်နေစူတောင်းစကားလေးလေးပြောပြထားပါသေးတယ်။ မွေနေ့မှာပျော်ရွှင်ပါစေ။ချစ်ရတဲ့မိသားစုနဲ့လည်းပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေ။ကိုကိုအပေါ်လည်းအခုအတိုင်းလေးအမြဲတမ်းချစ်သွားနိုင်ပါစေ။အရန်ချစ်ပါတယ်ကိုကိုချစ်သူလေးရေဆိုပြီးတော့မွေနေ့ဆူတောင်းစကားလေးပြောပြထားပါပဲဖြစ်ပါရှင်။ ိသက်များရှင်မတရားနေ့စီစဉ်ရဲ့ဝင်းနေဆူတောင်းစီစဉ်လေးမှာဒီတစ်ခါမှာထပ်မံမျိုးဆူတောင်းပေးရမယ့်ဝင်းနေရှင်ကတော့ရန်ကုန်မှာနေတဲ့မက်ချင်နာကိုကိုပဲဖြစ်ပါတယ်။မက်ချင်နာကိုကိုရဲ့ဒီနေ့မှရောက်ရှိလာတဲ့35နှစ်ပြည့်ဝင်းနေအတွက်ကိုတော့တငယ်ချင်းတွေဖြစ်ကြတဲ့ရန်ကုန်မှာနေတဲ့ကိုတော်စင်မင်းမက်ခင်မူမူနိုင်နဲ့မက်အေးဆန္နာဖြူတို့ကပောင်ရီဆူတောင်းပေးလာပါပဲဖြစ်ပါတယ်ရှင်။ဟုတ်ကဲ့ပါဝင်းနေဆူတောင်းစကားလေးလေးပြောပြထားပါသေးတယ်။ ပျော်ရွှင်စရာဝင်နေ့လေးဖြစ်ပါစေတငင်ချင်းရင်ရီမတ်ထားတဲ့အနာဂတ်ပန်းနိုင်ကိုလည်းအခက်ခဲတားဆီးကင်းစွာနဲ့ရှောင်လန်းနိုင်ပါစေ။ချစ်ရတဲ့တို့တွေနဲ့အတူတူအမြဲတမ်းထောက်ဆင်တသက်လုံးကျန်းမာစွာနေထိုင်သွားနိုင်ပါစေလို့မိနစ်ဆူတောင်းစကားလေးပြောပေးထားပါဖြစ်ပါရှင်။တစဲဖန်ရဲ့ပြည်သက်တွေအားလုံးကိုအမတ်တရားနေ့အစီအစဉ်ရဲ့ချက်ချင်းစီစဉ်ကောင်းနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရှင်။ ိသက်များရှင်မတရားနေအစီအစဉ်ရဲ့ချစ်ချင်းအစီအစဉ်မှာဒီနေ့ပေါင်းရလာတဲ့သူတွေကတော့နေပြည်တော်ရာစားတင်ခအရာမာနေတဲ့ချစ်ဖြစ်ဖြစ်ဦးစိုးမြင့်ချစ်မိမိတော်ဖြစ်ဖြူမြင့်ချစ်မောင်လီ နေပြည်တော်ဆယ်မြောင်ယုံချုံမှအေအီဦးစိုးထပ်ပြည့်အောင်လို့ပဲဖြစ်ပါတယ်သူတို့ကတော့နေပြည်တော်မှာနေတဲ့ဒေါက်တာ ပိုမူးကျော်ညီညီနဲ့ဒေါက်တာစိုးတီရီဖြူတို့ရဲ့ဒီနေ့မှရောက်ရှိလာတဲ့တနစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့အတွက်ကိုပအဝင်တောင်းဆိုပေးလာပါပဲဖြစ်ပါရှင့် တဆန်ဖန်ပြိတက်များရှင်အမတ်တရားနေ့အစီအစဉ်ကိုတော့ချောအပ်တင်ဆက်ပေးခဲ့ရပြီဖြစ်ပါတယ်။ပြိတက်ကြီးကအမတ်တရားနေ့အစီအစဉ်ကနေပြီးတော့မင်းနေရှင်တွေနဲ့အတူတူချစ်သူဆောင်တွေမင်္ဂလာစနေမောင်နှံနေအားလုံးအတွက်ကိုစုမုံစကားလေးတွေတောင်းပေးခြင်းနေဆိုရင်တော့ ်တစင်းဖန်ရင်ဖုန်းနံပါတ်ဖြစ်တဲ့3933 6936ကိုနေ့စဉ်နေ့လယ်တနားရီကနေနှစ်နာရီအတွင်းမှာမိမိတောင်းဆိုပေးခြင်းနဲ့နေရမတိုင်ခင်3ရက်ချုပ်တင်ပြီးတော့ပေါင်ဝင်တောင်းဆိုပေးရမှာဖြစ်ပါတယ်။တစင်းဖန်ရင်ဖုန်းနံပါတ်ဖြစ်တဲ့3933 6936နဲ့အတူတူတစင်းဖန်နာဒိမတ် YouTube Channel မှာလည်းကောမန့်လေးနဲ့အတူပေါင်ဝင်တောင်းဆိုနိုင်ပါတယ်ဆိုတာအသိပေးရင်းနဲ့ပရိသတ်တွေအားလုံးကိုဒီနေ့အမှတ်တရနေ့အစီအစဉ်ကနေနှုတ်ဆက်လိုက်ပါရှင်။